ဲတစ်ခုနဲ့တူနေလို့တကယ်ရှိတာဟုတ်ရဲ့လားလို့တွေးမိစေတဲ့ကမ္ဘာအမွေအနှစ် UNESCO စီးရင်ဝင်နေရာတစ်ခုဖြစ်ပါတယ်။တိဂရိယာဟာတောအလယ်ကကြီးမားမဆောက်တဲ့ကြောက်တုံးကြီးတုံးရဲ့အပေါ်မှာဘယင်နန်းဆိုင်တဲ့မြို့တစ်မြို့အဖြစ်တည်ရှိခဲ့တဲ့နှစ်ပေါင်းထောင်ကျော်ကရှေးမြို့ဟောင်းနေရာတစ်ခုဖြစ်ပါတယ်။ကြီးမားလာတဲ့ကြောက်သားတောင်ရဲ့ဝင်းပေါင်းမှချင်းသေးရုပ်ထုကြီးဟာအတော်ထူးခြားလို့ဒီကြောက်တောင်ကို Lion Rock ဆိုပြီးလဲကမ္ဘာကတည်ကြပါတယ်။ကြောက်သားနေရင်ကြီးတစ်ခုလုံးနဲ့ကြောက်တောင်ရဲ့မြေနေပြင်တစ်ခုလုံးမှာနှစ်ပေါင်းထောင်ကျော်ကအမှုပညာလက်ရာများကို ိုတွေ့မြင်လေ့လာနိုင်ပါတယ်။တီဂီရီယာမြို့ဟောင်းဟာတီရီလင်္ကာနိုင်ငံတီရီလင်္ကာနိုင်ငံ အလဲပိုင်းဒမ်ပူလာမြို့အနီးမတ်တလိခရိုင်မှာတည်ရှိပြီးပေ990ခန့်မြင်ပါတယ်။တီရီလင်္ကာနိုင်ငံကိုမြန်မာနိုင်ငံမှာတော့တီဟိုကျွန်းလို့လူသိများပြီးဗုဒ္ဓသာသနာထွန်းကားရန်ဆွေတော်တက်တော်ပေါင်းများစွာတီဟိုမှမြန်မာဘရင်များအစဉ်အဆက်ပင့်ဆောင်ခဲ့ကြပူပါတယ်။တီရီလင်္ကာဟာအခုအခါဒီမိုကရက်တစ်သမ္မတနိုင်ငံဖြစ်ပြီးတောင်အာရှရှိပင်လယ်ရင်များဝန်းရံထားတဲ့ကျွန်းနိုင်ငံတစ်ခုဖြစ်ပါတယ်။ တိဟိုကျွန်းဆိုတာဗုဒ္ဓစာပေကျမ်းဉာဏ်တို့တွင်လင်္ကာတိပတ်လို့ထင်ရှားခဲ့ပြီးဂေါရမဘုရားရှင်ပြိဋိဘံဆံလွန်တော်မူပြီးနောက်ဗုဒ္ဓအယူဝါဒနေလိုလလို့ထွန်းပါခဲ့တဲ့ကျွန်းဖြစ်ပါတယ်။ဘုရားရှင်တက်ရှိထင်ရှားရှိစဉ်ကလူနေ